။ Hello မင်္ဂလာပါ။အခု mixer ကို notebook lm.2 လေးနဲ့ mixer ပေးမှာထစ်ပါတယ်။စာဖတ်ချင်မလို့တော့ဘူး။စာအုပ်အထူးကြီးနဲ့ဖတ်ရမှာပြင်းနေလား။ PDF file အရှိကြီးတွေဖတ်ရမှာပြင်းနေလား။ဒီဗီဒီယိုကိုသာဆုံးအောင်ကြည့်လိုက်ပါ။တဲ့အစားစာဖတ်ပေးမယ့်အပြင်မြန်မာလိုပါအတန်ထွက်ရှင်းပြပေးမယ်။ Google ရဲ့လူဟုတ်လက်နက်အကြောင်းအစအဆုံးရှင်းပြထားပါတယ်။မိတ်ဆွေကိုပြောချင်တာက ဒီတူးဟာတရားရခိုင်နှုန်းအခမှတ်ဖြစ်ပြီးအသုံးပြုပုံလည်းအယံလွယ်ကူပါတယ် notebook lmd google မှာဖန်တီးထားသော ai powered research assistant ဖြစ်ပြီးသင်ရဲ့ pdf google docs websites youtube video စသည်နဲ့အလိုအလျောက်အချင်းချုပ်အချက်လက်ချိတ်ဆက်မှုများ presentation အဖြစ်ပြောင်းပေးနိုင်တဲ့အသုံးဝင်တဲ့ tool ဖြစ်ပါတယ် notebook lm အထက်အသုံးဝင်ချက်များ source upload pdf Google Docs, Google Slides, Websites, YouTube, Audio Files စသည်ကိုတင်နိုင်သည်။ AI Summarization အချက်အလက်များကိုအကျဉ်းချုပ်ပေးသည်။အဓိကအချက်များကိုထုတ်ပေးသည်။ Connections သင်ရ source များအကြားဆက်ဆက်မှုများကို AI နဲ့ပေါ်ပြပေးနိုင်သည်။ Citations အပြည့်အတိုင်းကိုသက်ဆိုင်ရာ source မှကိုယ်နဲ့ citation ပေးထားသောသင်ယုံကြည်စိတ်ချရသည်။ creative outputs study notes presentation report စသည်ကိုအလိုအလျောက်ဖန်တီးပေးနိုင်သည်ဘသူတွေအတွက်အသုံးဝင်သလဲကျောင်းသားများအတွက်စာအုပ် lecture notes research papers ကိုအချင်းချုပ်ဖတ်ရန်သူတည်တနာလောက်သူများအတွက် source များစွာကိုတနည်းအားမှာစုဆောင်းသည်အချက်လက်ချိတ်ဆက်ရန်အလုပ်သမားများအတွက် report presentation အလိုအလျောက်ဖန်တီးရန်အကောင်းဆုံးဖြစ်ပါတယ် key အချင်းချုပ် notebook lmd တင့်ရဲ့ကိုပိုင် ai research partner ဖြစ်ပြီးတင့်ရဲ့ source များပေါ်မှာအခြေခံထားသောဖြင့်အချက်လက်မှန်ကန်မှုကိုအမပြည့်ပြနိုင်သည့်တင့်ရဲ့သူတည်တနတင်ယူမှု presentation ဖန်တီးမှုများကိုအလွယ်တကူအဆင်ပြေစေမယ့်အသုံးဝင်တဲ့ tool ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် thank you